Hello အားလုံးမင်္ဂလာပါရှင် Community Knowledge Sharing Page ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒီခါ Microsoft Excel ထဲမှာ multiply and division လုပ်တဲ့အပိုင်းလေးရယ်ပြီးလို့ရှိရင် border တွေကိုဘယ်လိုမျိုးလေးတွေအသုံးပြုလို့ရတယ်ဆိုတာလေးတွေကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါညီမနာမည်မပြည့်ပြည့်စုံပါခေတ်ကအခု founder ရဲ့မှာရှိတဲ့ဒီ ဟောတာ option အကြောင်းလေးကိုမပြောပြခင်မှာအခုအောက်ကပြထားပေးတယ် multiply and division သင်ခန်းစာလေးကိုအရင်ဆုံး share လုပ်ပေးချင်ပါတယ် multiply ဆိုတော့အလုံးသိကြတဲ့အတိုင်းအမြောက်ကိုပြောတာပါ division ဆိုတာကတော့အစားကိုပြောတာပါ divided လို့လည်းခေါ်ပါတယ်ဒီထဲမှာဆိုလို့ရှိရင်ပြည့်စရာကွက်လေးတွေနဲ့ကိန်းကိန်းန်းလေးတွေကိုနမူနာထည့်ထားပါတယ်ဒီထဲမှာဆိုလို့ရှိရင်ဒီကအမြောက်နဲ့ပတ်သက်တဲ့ exam ကို၅ခုစီစဉ်ထားပြီးတော့ division နဲ့ပတ်သက်တဲ့ exam ကို၅ခုစီစဉ်ထားပါတယ်အလုံးပေါင်း၁၀ခုကိုပြင်ထားပေးပါတယ် ဒီထဲမှာဆိုလို့ရှိရင်ဒီက multiply ကိုဘယ်လိုမျိုးလုပ်လို့ရလဲဒီကိန်းကနေနှစ်ခုကိုဘယ်လိုမျိုးမြှောက်မလဲပြီးရင်ကိန်းကနေနှစ်ခုကိုဘယ်လိုမျိုးစားမလဲဆိုတာလေးကို formula လေးနဲ့ပြောပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါပထမဦးဆုံးပြီးတော့ကအခုဒီဇာကွက်ကလေးတဲ့မှာနံပါတ်လေးတွေရိုက်ထားတယ်ပေါ့နော်ပြီးလို့ရှိရင်16 72လီကိုသိချင်တယ်ပေါ့16 72လီဆိုရင်ဘယ်လောက်လဲဒါဆိုလို့ရှိရင် exam နဲ့ဘယ်လိုတွက်လို့ရလဲပထမဦးဆုံးညီမြချင်းလေးကို keyboard ကနေနှိပ်လိုက်ပါ โอเค equal to လေးရပြီဆိုလို့ရှိရင်တော့ဒီ16ဆိုတာလေးကိုဆက်လက်မှတ်လိုက်ပါပြီးရင်ဒီလိုမျိုးတွန့်တွန့်ပြလိုင်းလေးပေါ်သွားပြီဆိုလို့ရှိရင်အမြောက်ဖြစ်တဲ့အတွက် ship နဲ့ eight နဲ့ကိုနံပါတ်8နဲ့ကိုတွဲပြီးတော့နှိပ်ရပါမယ် ship နဲ့နံပါတ်8ပါ ship က shift ship ပါ ship ကတချို့ laptop တွေမှာများသောအားဖြင့် desktop ပဲဖြစ်ဖြစ် desktop ပဲဖြစ်ဖြစ်မှာနှစ်ဖက်လုံးပါတတ်ပါတယ် shift နဲ့စပါတယ် ship ပါเนาะအဲ့ဒီ ship key လေးကို ဖရာတက် shift key နဲ့ပြီးရင်နံပါတ်8နဲ့တွဲရလေးနှိပ်လိုက်ရင် star ပုံလေးပေါ်တယ်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်7နှစ် ဆိုတာလေးကိုဆဲခွက်လေးပြေးလိုက်ပါဒါဆိုရင် C3 star D3 ဆိုပြီးတော့ formula လေးဝင်သွားပါတယ်ဘာကြောင့် C3 လို့ဝင်လဲဆိုတော့ပြေကဒီ60ကိုရိုက်ထားတာကဒီ C row မှာရိုက်ထားတယ် sorry C column မှာရိုက်ထားတယ်ပြီးရင်3 row မှာရိုက်ထားခဲ့တဲ့အတွက် C3 ဆိုပြီးတော့ coordinate အတိုင်းပြပေးတာဖြစ်ပါတယ်12ကတော့ဘာကြောင့်မလို့ D3 ပြပေးလဲဆိုရင် D column မှာရိုက်ပြီးတော့3 row မှာရိုက်ထားလို့ D3 ကိုပြပေးတာပါ C3 star D3 ပြပြီးရင်တော့ enter လေးခောက်လိုက်ရင်192ဆိုပြီးတော့သူကပြပေးမှာပါ ။နောက်ထပ်တစ်ခုကိုလည်းထပ်ပြီးတော့တွက်ပြပါမယ်။15 7ဆက်လေးဆိုရင်ဘယ်လောက်လဲ။ဒါဆိုလို့ရှိရင် equal to လေးချလိုက်ပါ။ပြီးလို့ရှိရင်တော့ဒီ15ကိုဆက်လက်မှတ်လိုက်ပါ။ပြီးပြီဆိုလို့ရှိရင်တော့ shift နဲ့နံပါတ်8လေးနဲ့ကိုတွက်နှိပ်လိုက်ရင် star ပုံလေးပေါ်လာပါမယ်။အဲ့ပြီးရင်တော့11လေးကိုနှိပ်လိုက်ပါအဲ့ဒါပြီးလို့ enter လေးခောက်လိုက်ပြီးဆိုလို့ရှင်တော့အဲ့ဒါ74165ကျွဲ့အဖြေလေးကိုရပါပြီဒါကတော့ညီမကတစ်ခုလေးပြပြရင်မရှင်းပါဆိုလို့နှစ်ခုလောက်တွက်ပြတာပေါ့နော်အခုကျန်တဲ့ဥစ္စာတွေကို ကျွန်တော်တို့ကအာချတွက်နေစရာမလိုပဲနဲ့အော်တိုဆွဲတဲ့နီလန်းလေးကိုပြပြပေးပါမယ်အခုဒီမှာဆိုရင်ဒါကအမြောက်တေကိုဖော်မူလာဝင်ထားပြီးသားဖြစ်တဲ့အတွက်ကျန်တာတွေကိုဘေးနားမှာရှိတယ်ဒီလိုအပေါင်းလက္ခဏာမျိုးလေးပေါ့နော်အပေါင်းလက္ခဏာမှာလည်းနှစ်မျိုးရှိပါတယ်ဒီလိုအလဲကဖြူသားလေးနဲ့အလဲအလဲမှာဘာမှမရှိပဲနဲ့ဒီလို black လေးဖြစ်မှာပဲဆွဲလို့ရမှာပေါ့နော်ဒီလိုအဖြူသားဖြစ်နေရင်တော့ဘာမှဆွဲလို့ရမှာမဟုတ်ပါဘူးအဲ့ဆိုရင်တော့ဆက်ကွက်တွေဖော်မူလာလိုက်သွားမှာပေါ့နော်ဟုတ်ကဲ့ပါဒီလိုမျိုးလေးအပေါင်းလက္ခဏာလေးကအမဲလေးပေါ်နေရပါမယ် ီလိုမြားကြီးလေးပေါ်နေရင်တော့ဒါကအတိုးချဲ့လုတဲ့ဘက်ကိုရောက်သွားမှာဖြစ်ပါတယ်ပြီးပြီဆိုလို့ရှင်တော့ပြီးတော့အောက်ဆုံးနှိဆွဲချလိုက်လို့ရှင်သူကအော်တိုအမြောက်လေးပြပေးသွားမှာပေါ့နော်ဒါတွေကိုတစ်ခုချင်းနှိနှိလိုက်လို့ရှင်လဲဒီဖော်မြူလာဘားမှာသူ့ရဲ့ဒီ multiply formula တွေကဝင်နေမှာဖြစ်ပါတယ်ဒါဆိုရင်143လီ143လီ182 12 74 144လီ73လီ143 369လီ324စသဖြင့်သူ့ရဲ့အမြောက် formula အတိုင်းဝင်သွားတာဖြစ်ပါတယ် အခုတစ်ခါမှာတော့အမြောက်သင်ကန်းစာနဲ့ပတ်သက်ပြီးတော့ပြီးသွားပြီဆိုတော့အစားနဲ့ပတ်သက်ပြီးတော့မှပြောပြချင်ပါတယ်အစားနဲ့ပတ်သက်ပြီးတော့ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ဒီမှာဆိုလို့ရှိရင် equal to ပေါ့နော် equal to လေးကိုနှိပ်လိုက်မယ် equal to လေးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီ16ဆိုတာလေးကို select ယူလိုက်မယ်ပြီးရင်တော့အစားကကြတော့မြင်းဆောင်လေးပေါ့နော်မြင်းဆောင်လေးကကြတော့ညာဘက်အချမ်းရဲ့အောက်ဆုံးအတန်းမှာရှိပါတယ် question mark တို့ဘာလို့ရှိတဲ့အတန်းမှာပါအဲ့ဒီမှာဆိုရင်အဲ့ဒီ question mark ကွာရှင်းတဲ့အတွက်နှိမ် question mark ပေါ်ပါတယ်တကယ်၍ဒီတိုင်းပဲနှိပ်လိုက်မယ်ဆိုရင်တော့အဲ့လိုမြင်းဆောင်လေးပေါ်လာပါတယ်အဲ့ဒီမြင်းဆောင်လေးကတော့အာအစားတင်နေတာလေးဖြစ်ပါတယ်ပြီးပြီဆိုလို့ရှင်တော့ဒီစနစ်လေးကိုနှိပ်လိုက်ပါ အဲ့ဒါပြီးပြီဆိုလို့ရှိရင်တော့ enter တစ်ချက်ခောက်လိုက်ပါဒါကတော့အစားကမပြတာဖြစ်တဲ့အတွက်သူကဒသမနဲ့ပြပြီးတာပေါ့နော်နောက်တစ်ခုမှာဆိုလို့ရှိရင်လည်းထိုနီလကောက်မယ် equal to လေးချလိုက်ပါပြီးရင်15ကိုဆက်လက်ပေးလိုက်ပါပြီးရင်မြင်းဆောင်လေးရိုက်လိုက်ပါပြီးရင်စတစ်ကလေးကို formula ပေးလိုက်ပါပြီးရင် enter လေးခောက်လိုက်ပါဒါဆိုရင်တော့သူကမပြတ်တဲ့ခန်းနေမှုလို့အာဒသမရင်းနဲ့ပြပေးနေတာဖြစ်ပါတယ်ပြီးပြီဆိုလို့ရှိရင်တော့ကျန်တာလေးအကုန်လုံးကိုဒီလိုမျိုး အပေါင်းအမဲရောင်လေးပေါ်လာပြီဆိုရင်ဆွဲချလိုက်လို့ရပါပြီ။ဒါတွေကတော့ပြတ်တဲ့ခဏနေမို့လို့သူကဒသမနဲ့မပြပါဘူး။၉လေးလီ36ပါ၊၄လေးလီ16မို့လို့၄ရပါတယ်။၉နှစ်လီ18ပါ၊၃နှစ်လီ6၊၂နှစ်လီ၄ဆိုပြီးတော့သူကပြရတယ်ပေါ့နော်။၁၂ကို၁၂နဲ့ပြန်စားတော့၁ပြန်ရတယ်ပေါ့နော်။ဒါမျိုးလေးပေါ့။ဒါလေးတွေကကြတော့ဒါက multiply and division သင်္ကန်းစာလေးကို example လေးနဲ့တကွာရှင်းပြပေးသွားတာဖြစ်ပါတယ်။အခုတစ်ခါမှပြည့်ရဘာကြောင်းလေးပြောပြမှာလဲဆိုလို့ရှိရင် border option ကြောင်းလေးကိုပြောပြပေးပါမယ်။ โอเคဒါတော့ option အကြောင်းလေးကိုပြောပြမယ်ဆိုတော့အခုပြဆိုင်ဒီကောင်လုံးကိုဖြတ်လိုက်ပြီးတော့ဆယ်တော့ဒီမှာဘောင်ခတ်ထားတာအကျန်နေရပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်း control b နဲ့ပြပေးမယ်ဒီမှာဆိုလို့ရှိရင်ဒီလိုမျိုးဘောင်ခတ်ထားတဲ့အကွက်ကလေးကြီးကျန်နေသေးတယ်ပေါ့နော်ဒီ final ကိုပြန်ဝင်လိုက်မယ်။ဒါဒီအကုန်လုံးကိုပြန်မလို့တော့ဘူးဖြတ်တော့မယ်။ပြန်ပြီးအကုန်လုံးဖြတ်ပြတော့မယ်ဆိုရင် found group ထဲမှာရှိတယ်။ဒီနားမှာ border ဆိုတာလေးရှိရပါတော့။အခုကတော့ all border လို့ညွှန်ပြနေတယ်။အဲ့ဒီရဲ့ဘေးက down arrow လေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီမှာသူ့မှာရွေးချယ်စရာလေးများရှိပါတယ်။ပြန်လောလောဆယ်မှာ ဒီ border တွေအကုန်လုံးကိုဖြတ်ပလိုက်မှာပေါ့နော်မြင်းနေတစ်ခုမှမလိုချင်ဘူးဆိုရင်ဒီနားမှာရှိတဲ့ no border ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်အောင်ပါပဲဒါဆိုရင်ဆော့ဆော့ရလိုမျိုးဇရာကွက်တွေဒီနားမှာမရှိတော့ပါဘူးအကုန်လုံးပြတ်သွားပါပြီ okay ပြတ်ပြတ်ပြီးတော့ဒါတွေကိုပြန်ပြီးတော့စောက်ချင်တဲ့အကုန်လုံးပြန်ပြီးတော့ဇရာကွက်ကလေးလိုချင်တယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့လောက်ကိုဆက်လက်မှတ်ရပါမယ်ဆက်လက်မှတ်တဲ့အခါမှာဒီဖိပြီးတော့မှအကြကြလေးဆွဲထားပေးလိုက်အောင်ပါပဲ ပြီးပြီဆိုလို့ရှိရင်တော့ဒီ down arrow key လေးကိုနှိပ်ပြီးပါရင် over border ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ရပါပြီ။ over border ဆိုတာလေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ဇာခွက်လေးပေါ်လာမှာဖြစ်ပါတယ်။မဟုတ်ဘူးအခုလိုချင်တာကကြတော့ဒီဘက်ကဇာခွက်2ခွက်မပါဘူးဒီအရှိတ်3ခွက်ပဲပါတယ်ဆိုလို့ရှိရင်ဒီ2ခွက်ကိုပြန်ပြီးတော့ no border လို့ပြန်ပေးလိုက်ရုံပါပဲဒါဆိုရင်တော့ over border လောက်တာနဲ့ no border ခတ်တာလောက်တော့ရမှာပေါ့နော်အခုဒီမှာဘာဖြစ်သွားလဲဆိုရင်ဒီဘက်2ခွက်တော့ပြတ်သွားတာမှန်မိမယ်ဒီဘက်ဘေးမှာရှိတယ်ဒီလိုအပိတ်ငင်းလေးကတော့ပျောက်သွားပါတယ် မြင်သာအောင်ပြပေးပါမယ်ဒီမှာဆိုလို့ရှိရင်ဒီလိုမျိုးအပိတ်မြင်းလေးကဒီဘက်ဘေးမှာပြောက်သွားပါတယ်အဲ့လိုမျိုးဆိုရင်ဘယ်လိုထည့်မလဲဆိုရင်ဒီကော့ကလေးကိုဆက်လက်မှတ်လိုက်ပါပြီးရင်တော့ဒီ overlay တွေကိုသွားပါပြီးလို့ရှိရင်တော့ညာဘက်အချမ်းကမြင်းလေးပျောက်သွားတာဖြစ်တဲ့တယ် right border ဆိုတာလေးကိုနှိပ်လိုက်အောင်ပါပဲဒါဆိုလို့ရှိရင်တော့ဘေးကမြင်းလေးပြန်ပြီးတော့ပေါ်လာပါပြီအခုဒီမှာပြထားပေးပါတယ်โอเคအခုတစ်ခါမှပြီးရဒီအလဲသားကိုဖောက်ပြီးတော့မှဖြုတ်လိုက်မယ် အလဲသားကိုဖြုတ်ပြီးတော့မှ no water ပေးလိုက်မယ်ဆိုရင်သူကဒီလိုပုံစံဖြစ်သွားပြီပေါ့နော်။နှချမ်းကွဲသွားပြီအလဲမှာပြတ်သွားပြီ။ဒါပေမဲ့သူတို့လိုချင်တာကအလဲသားကိုဝယ်ဖြတ်ချင်တာဒီလိုဘေးတွေကဒီလိုမြင်းလေးတွေကိုပေါ်ချင်တယ်ပေါ့နော်။ ချင်းချင်းလင်းလင်းပြောရရင်အခုဒီအလဲသားတော့ပြတ်သွားတာမှန်တယ်ဒါပေမဲ့ပြတော့ဒီဘေးလေးတွေမှာအပိတ်ကလေးတွေလိုချင်တယ်ဒါဆိုလို့ရှိရင်ဘယ်လိုလုပ်လို့ရမလဲဒါဆိုရင်ဒီဘက်ကိုဆလတ်မှတ်ပြီးလို့ရှိရင်ညာဘက်အချမ်းကအာဘော်ဒါဆိုတော့ right border လေးကိုတစ်ချက်နှိပ်လိုက်ဒါဆိုရင်ဒီဘက်အချမ်းကပိတ်သွားတယ်အဲဒီဘက်အချမ်းကကြတော့ဒါကသူနဲ့ဆက်ကျင်မဲ့မျက်နှာဖြစ်တဲ့အတွက် left border ကိုရွေးရမယ်ဒါဆိုရင်ဒီမှာရှိတဲ့ left border ဆိုတာလေးနဲ့ပိတ်လိုက်ဒါဆိုလို့ရှိရင်ဟိုဘက်တစ်ကွက်ဒီဘက်တစ်ကွက်ဖြစ်သွားပြီးအလဲကဖြောက်ချင်တဲ့အကွက်ကြီးလည်းပျောက်သွားတယ်ပရင်တာမှာမြင်အောင်ကြည့်မယ်ဆိုလို့ရှိရင်ဒီလိုပုံစံလေးဖြစ်သွားပါပြီ ပထမအဦးဆုံးပြ default group မှာရှိတဲ့ border နဲ့ပတ်သက်ပြီးတော့တစ်ခုချင်းပြန်ပြီးရှင်းပြပေးပါမယ်။ဒါလေးကတော့အောက်ခြေမြင်းလေးကိုပိတ်ပေးတဲ့ပုံစံလေးပါ button border လို့ခေါ်ပါတယ်။အောက်ခြေမြင်းလေးပဲပိတ်ပေးတာပါ။တေးချောင်းပြရလို့ရှိရင်ပြဒီမှာ select တစ်ခုမှတ်မယ်။ပြီးလို့ရှိရင် button border ဆိုတာလေးကိုရေးပြပါမယ်။ဒါဆိုရင်မြင်းလေးတစ်ချောင်းနဲ့အောက်ခြေလေးမှာဆွဲပေးထားတာပါ။ပြပြီးရင်အဲ့ဒီ quad ထဲကိုပဲပြန်ဝင်ထားမယ်။ပြီးရင် top border ဆိုတာလေးကိုယူပြပါမယ်။ top border ဆိုရင်တော့အပေါ်အမိုးလေးအပေါ်မြင်းလေးမိုးပေးတာပေါ့နော်။ပြီးအဲ့ဒီကိုပဲပြန်ဝင်မယ်။ ပြီးလို့ရှိရင် left border ဆိုတာလေးကိုနှိပ်ပြမယ်ဒါဆိုရင်ဒီဘက်တစ်ချမ်းကိုပိတ်သွားပြီပေါ့နော်ဒီဘက်တစ်ချမ်းလေးပိတ်သွားပါပြီအဲ့ဒီတဲ့ကိုပဲပြန်ဝင်မယ်ပြီးလို့ရှိရင် right border ဆိုတာလေးကိုနှိပ်ပြမယ်ဒါဆိုရင်ညာဘက်အချမ်းလေးပိတ်သွားဒါဆိုလို့ရှိရင် control p နဲ့ print လိုက်လို့ရှိရင်ဒီလိုလေးဘက်လေးလံအကုန်လုံးအပလေးဖြစ်သွားတယ်ဒီလိုမျိုးတစ်ခုချင်းစီကိုကိုလိုဒီလိုမျိုးထည့်ကျင်တယ်ဆိုလို့ရှိရင်လည်းဒီ bottom top left right ဆိုတာကိုအသုံးလို့ရတယ် no border ဆိုရင်တော့သူကဘာမှပြမှာမဟုတ်ဘူးအကုန်လုံးပြတ်သွားမှာဒီဇာကွက်ကဘာမှရှိတော့မှာမဟုတ်ဘူးအကုန်ပြောက်သွားမှာဖြစ်တယ်ဒီနားမှာဆိုရင်ဘာမှမရှိတော့အဲ okay ပြီးပြီဆို all border ဆိုလို့ရှိရင်တော့သူကအထက်အောက်ဘေးပဲညာအကုန်လုံးကိုဘောင်ခတ်ပေးသွားမှာဖြစ်တယ် အပြင်တော့ outside border ဆိုလို့ရှိရင်တော့ outside border ဆိုတာလေးကို example လေးနဲ့ပြပေးပါမယ် outside border ဆိုတာကတော့ဒီနားမှာအောက်ကလေးမှာနည်းနည်းပြပေးမယ်နော်ဒီနားလေးမှာဆိုလို့ရှိရင်ပြင်းနည်းနည်းလေးဇာခွက်လေးနည်းနည်းယူလိုက်တယ်ပြီးလို့ရှိရင်ဒီမှာရှိတဲ့ဒါဝါလေးလေးနဲ့သွားမယ် outside border ဆိုတာပဲယူလိုက်ရင်သူကအတွင်းထဲကဒီလိုမြင်းသားတွေမပါဘဲနဲ့ဒီလိုဘေးပပတ်လေးကိုပဲဘောင်ခတ်ပေးတာပေါ့နော်ဒီလိုအတွင်းသားထဲမှာဒီလို line မြင်းတွေမပါတော့ဘဲနဲ့ဒီလိုဘေးပပတ်လေးကိုပဲ thermostat ကံပုံစံဘောင်ခတ်ပေးတာပါ โอเคပြီးပြီဆိုလို့ရှင်တော့ outside ပေါ်လာပြီးရင် thick ပေါ်လာရွေးလိုက်တယ် thick ပေါ်လာဆိုရင်တော့ဘာဖြစ်သွားလဲဆိုရင်အနာသားကစောစောကပုံမှန်ထက်ကိုဘာဖြစ်သွားလဲဆိုရင်နည်းနည်းလေးပို့ပြီးတော့ထူတာကိုခံစားမိပါပါအပေါ်ကမြင်းရဲ့အနက်ရောင်နဲ့အောက်ကဒီအာ thick ပေါ်လာဆိုတော့မြင်းရဲ့အနက်ရောင်နဲ့မတူပါဘူးဒါလေးကပို့ပြီးတော့မှထင်းထင်းရှားရှားရှိပါတယ်ပြီးလို့ရှင်တော့နောက်တစ်ခုကတော့ဒီ တဲကိုဝင်ပြောင်းဝင်လိုက်ရင်ဒီမှာဆိုရင် bottom double border ဆိုတာရှိပါတယ်ဒါဆိုရင်တော့ဘာဖြစ်သွားလဲဆိုရင်အောက်ခြေကိုနှစ်ထပ်မြင်းလေးလောက်ပြီးတာပါဒီမှာမြင်အောင်ကြည့်မယ်ဆိုလို့ရှင်လဲဒီမှာနှစ်ထပ်မြင်းလေးဖြစ်သွားပါပြီအောက်ခြေကနှစ်ထပ်မြင်းလေးဖြစ်သွားပါတယ်ဒါတွေကတော့စရင်တွက်တဲ့လူတွေဆိုလို့ရှင်ဒါမျိုးလေးတွေကိုအသေးစိတ်သိထားဖို့လိုအပ်ပါတယ်ပြီးပြီဆိုလို့ရှင်တော့ဒီ thick bottom border ဆိုရင်တော့ဆော့ဆော့လိုမျိုးနှစ်ချောင်းပြပြီးမှမဟုတ်ဘူးသူအောက်ခြေလေးကိုပဲပို့ပြီးတော့ထွထူလေးပြပေးနေမှာပေါ့နော် ဒီမှာကတော့စောစောကတိတ်ကြော်တာပဲရွေးထားတာဖြစ်တဲ့အတွက်တော့တိတ်တော့ထူးထူးခြားခြားကြီးပြပေးနေအောင်ပုံပေါ့နော်โอเคဒီလိုလေးပေါ့အောက်ခြေလေးမှာဒီလိုထူးထူးလေးကိုပြပေးနေရပါโอเคအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်เนาะနောက်တစ်ခု နောက်တစ်ခုဆိုလို့ရှိရင်ဘာရှိမလဲဆိုရင်ဒီအာ top and bottom border ဆိုရင်သူကဘေးနှစ်ဖက်ကိုပါလာမှာမဟုတ်ဘူးเนาะဒီဘက်မှာပြပေးပါမယ် ီမှာ slide မှတ်လိုက်မယ်ပြီးရင် top and bottom border ဆိုတာအမှတ်ပြမယ်ဒါဆိုရင်သူကအလဲဘေးနှစ်ဖက်ကိုလည်းအမုံမုံပဲကိုအလဲက line နေလည်းမထည့်ဘူးအထက်မြင့်နဲ့အောင်မြင့်နဲ့ကိုပဲထည့်ပေးတာပေါ့နော်အဲဒါမျိုးလေးပေါ့ ဒါဆိုရင်ဒါ top and bottom border ကိုယူလိုက်တာပါเนาะပြီးပြီဆိုရင် top and thick bottom border ဆိုလို့ရှိရင်အထက်ကိုကြတော့ပုံမှန်တိုင်းပဲမြင်းတစ်ချောင်းပြပေးမယ်ဒါပေမဲ့ bottom ကိုကြတော့အောက်ခြေမြင်းကိုကြတော့နည်းနည်းထုထုလေးပြပေးမယ်ဒီမှာ example ပြထားတဲ့ပုံစံမျိုးလေးတိုင်းကိုသူကပြပေးနေမှာပါเนาะပို့ပြီးတော့မှထင်းထင်းရှားရှားရှိသွားအောင်လို့မြင်းလေးတစ်ချို့ကို select မှတ်လိုက်မယ်ပြီးရင် top and thick bottom border ကိုယူလိုက်ရင်အပေါ်ကမြင်းကတော့ပုံမှန်တိုင်းမှိမ့်မှိန်လေးပဲဒါပေမဲ့အောက်ကမြင်းကတော့ဘာဖြစ်သွားလဲဆိုရင်နည်းနည်းထုထုလေးကိုပြပေးနေတယ်ပေါ့เนาะ ။ဒါကတော့ cyber site ကို cyber site ကဟိုဘက်ကိုဘောင်းနဲ့ရောက်သွားလို့ပေါ့နော်ဒီဘက်မှာ no border လောက်ပြီးတော့မှပြပေးပါမယ်။ဒီမှာဆိုလို့ရှိရင်ဒီ top and thick bottom border ဆိုရင်အပေါ်ကတော့ normal အတိုင်းပဲဒါပေမဲ့အောက်ခြေမြင်းလေးကတော့ထူထူလေးကိုပြပေးနေတာဖြစ်ပါတယ်။ ်ပြီးပြီဆိုလို့ရှိရင်တော့နောက်တစ်ခုကဘယ်လိုလေးဖြစ်မလဲဆိုရင် talk and double button border ဒါဆိုရင်ထိတ်ကိုတော့မြင်းတစ်ချောင်းပဲပြပေးမယ်အောက်ခြေမှာတော့မြင်းလေးနှစ်ချောင်းပိတ်ပေးမယ်လို့ပြောထင်တာဖြစ်ပါတယ်ဒါလို့တော့လုံးမပြတော့ပါဘူးเนาะပြီးပြီဆိုလို့ရှိရင် draw border ဒီအပေါ်က borders တွေအကုန်လုံးကကြတော့ instantly ယူသုံးလိုက်ရုံပဲလွယ်လွယ်ကူကူနဲ့ဒီတိုင်းလေးဒီကလေးတစ်ချက်နှိမ့်လိုက်ရုံနဲ့ပဲသူက auto ပြပြီးမှာဒါပေမဲ့ဒီ draw border ဆိုတာကြောင့်ကိုကြိုက်တယ်လို့ဆွဲရမှာဖြစ်တယ်ဗောနော်ဒါကြတော့ခဲတံပုံလေးပြီးတယ်ကိုဘသာကိုဆွဲရမှာဗောနော် ကွာတချောင်းဆွဲမယ်ဟုတ်ပြီဘေးလေးကိုလည်းပိတ်အောင်ဆွဲအောင်မယ်အဲဒီလိုလေးပါဒါကတော့ကိုယ်စိတ်ကြိုက်ကိုယ့်ဘာသာကိုယ် draw လုပ်ရတာပါဟဲ့အလက်မြင့်ပိတ်အောင်မယ်များသောအားဖြင့်တော့ instantly ကိုသုံးတာများပါတယ်အဲဒီလိုမျိုးပေါ့နော် အဲဒီလိုမျိုးပေါ့ဒါကတော့ကိုယ်စိတ်ကြိုက်ဆွဲတာပေါ့နော် draw border ယူရင် draw border grid draw border grid ဆိုတာကတော့သူကဒီအာအလယ်မြင်းတွေကိုဖြည့်ချလိုက်တာပေါ့နော်အလယ်က grid line တွေကိုဖြည့်ချလိုက်တဲ့ပုံစံမျိုးပါ erase border ဆိုရင်တော့ဒါတွေအကုန်လုံးကိုဖြတ်ထုတ်လိုက် တော့မယ်ဒါဖြတ်တာပေါ့နော်အဲဖြတ်မယ်အဲဒါလေးနဲ့ဖြတ်တယ်ပေါ့နော်ဖြတ်မယ်ပေါ့ဒါလေးဖြတ်မယ်အဲဒါတွေအကုန်လုံးဖြတ်ချလိုက်ဖြတ်လိုက်ပြီဆိုလို့ရှိရင်တော့သူကဘာမှပြပြီးတော့မှမဟုတ်ဘူးအကုန်လုံးပြတ်သွားမှာပေါ့နော် โอเคပါဒါလေးတွေလည်းအကုန်လုံးဖြတ်လိုက်တာပေါ့နော်နှိပ်ပြီးတော့ erase border လေးကိုရွေးပြီးလို့ရှင်တော့နှိပ်ထားဖို့လည်းလိုတယ်ပေါ့နော်โอเคအဲ့ဒါပြီးသွားပြီဆိုလို့ရှင်တော့နောက်တစ် ောက်တစ်ခုကကြတော့ line ကာလာလေးပေါ့နော် line ကာလာရွေးတယ်ဆိုတာကကြတော့ကိုကြိုက်တဲ့ line ပုံစံမျိုးကိုကိုဘာသာကိုစိတ်ကြိုက်ရွေးချယ်တာမျိုးကိုဆိုလိုတာဖြစ်ပါတယ်။